မင်္ဂလာပါရှင်ရောင်းကတိချန်ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။တပွက်ချင်းတဆူချင်းတတိသားချင်းတော်လန်တိုက်ခိုက်မဲ့ချိန်မဟုတ်တော့ဘဲအားလုံးစုစည်းညီညွတ်မှုနဲ့တော်လန်ရဲ့နောက်တဆင်တဲ့အတိုင်းသာကောင်းဆောင်နဲ့ယုံကြည်လက်ခံတာမကြမီတိုးတက်ပြောင်းလဲစုစည်းညီညွတ်ပေါင်းစပ်မှုတွေပေါ်လာမယ်လို့ဒေါက်တာဇော်ဝေဆိုပြော။ တဖွဲ့ချင်းတဆူချင်းတတိသားချင်းတော်လန်တိုက်ခိုက်မဲ့ချင်းမဟုတ်တော့ပဲအာလုံးစုစည်းညီညွတ်စွာနဲ့စုပေါင်းတက်ညီနဲ့နီတော်လန်ရေးတိုင်းသာတက်ကောင်းဆောင်နဲ့ယုံကြည်လက်ခံထားကြကြောင်းမြို့သားညီညွတ်ရေးဆိုရအန်ယူဂျီပြည်သူ့ဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောလိုက်တယ်ဝန်ယူချက်ပြန်ကြားရေးသတင်းမီဒီယာဖြစ်တဲ့ PPTV သတင်းဌာနနဲ့တည်ထောင်တွေ့ဆုံမိမြင်ခံမှာဒေါက်တာဇော်ဝေစိုးကအထက်ပါတိုင်းပြောဆိုလာခြင်းဖြစ်ပါတယ် ။လက်ရှိတွင်ဥတော်လင်းက2021ခုနှစ်ကာလချိန်နဲ့မတူညီပဲရုတ်တက်ပြောင်းလဲမှုများစွာရှိနေကြောင်းတော်လင်းမှာလွတ်မြောက်ဒေသတွေကိုချိန်ခံပြီးတော်လင်းနောက်တစ်ဆင့်တည်းပြင်ဆင်လျက်ရှိကြောင်းတော်လင်းကိုပြင်ပြောင်းလဲပြီးအဆင့်မြင့်တရားမှာတိုင်းသားတော်လင်းတပွဲရဲ့စူးစီးညီညွတ်မှုကအရေးကြီးကြောင်းလည်းကောင်းအောင်ဆိုတယ်။အခုကျရင်2025 2026ဟာတက်ဆုချင်းတပွဲချင်းတတိတာချင်းစဉ်းစားမယ် တိုက်ရမယ်တော်လန်အမယ်ချိန်မဟုတ်တော့အလုံးပေါင်းစီပြီးတော့တပြိုင်တည်းတည်းညီလက်ညီအလုံးလုံးအမယ်ချိန်တော်လန်အမယ်ချိန်တိုက်ပွဲဝင်ရတော့မယ်ချိန်ဖြစ်တယ်လို့လဲကျွန်တော်အဖွဲ့အစည်းတည်တည်နဲ့ကောင်းဆောင်တွေကိုပြောဖြစ်တယ်။အလုံးကလည်းယုံကြည်လက်ခံတယ်ဒီတော့မကြမီချိန်အတွင်းမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စုစည်းညီညွတ်မှုတွေပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်မြင်နေတယ်။တိုင်းဒါရီအားလုံးပါဝင်တဲ့ဖွဲ့စည်းမှုနဲ့စုစည်းတည်ဆောက်မှုမျိုးဆက်သွားနိုင်ရတဲ့ဆွေးနွေးတိုင်ပင်မှုတွေရှိနေပြီးသဘောတူညီမှုတွေလည်းရှိနေကြအောင်အားလုံးကြိုးစားနေကြကြအောင်တိုင်းဒါတော်လင်းကောင်းဆောင်နဲ့ပူဇော်တင်တဲ့တွေ့ဆုံပြီးတော်လင်းအောင်မြင်စွာ တိုက်နိုင်စနစ်ကကြောင်သိရတယ်တော်လိုက်တချို့က reform လို့ပြောတယ်တချို့ကလည်း upgrade လို့ပြောတယ်အားကောင်းလို့ကျွန်တော်တိုင်းသားတော်လိုက်ဖွဲ့စည်းနေစုစည်းညီညွတ်ခြင်းအပေါင်းဝင်ကြခြင်းအားရေးကြီးရဲဆိုတာအားလုံးယုံကြည်ကြတယ်အားလုံးလက်တော်ကိုစူးစမ်းနေကြရဆိုတာအားလုံးသိပြီးဖြစ်ပါတယ်အားလုံးပါဝင်တဲ့တိုင်းသားတော်လိုက်ကောင်းဆောင်နေပါဝင်တဲ့ဖွဲ့စည်းမှုစုစည်းမှုတည်ဆောက်မှုမျိုးနဲ့ဆက်သွားဖို့လိုရဲဆိုတာကျွန်တော်တို့အားလုံးဆွေးနွေးဖြစ်ကြပါတယ်တိုင်းပြည်ဖြစ်ကြတယ် ဒါကြောင့်ကျွန်တော်ဗိုလ်ချုပ်တွေခေါင်းဆောင်တွေကိုပြောခဲ့သလိုပဲအခုချိန်မြန်မာနိုင်ငံအနာဂတ်ကျွန်တော်တော်လိုင်းအနာဂတ်ကခေါင်းဆောင်တို့ဗိုလ်ချုပ်တွေပဲခုံပေါ်မှာရောက်နေပြီးခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ပါဝင်မှသာလျှင်ကျွန်တော်တော်လိုင်းကိုအမြန်ဆုံးနဲ့အောင်မြန်ဆောင်ရွက်နိုင်မယ်ထိုက်ပွဲဝင်နိုင်မယ်ဆိုတာကျွန်တော်ပြောဖြစ်တယ်ပြောဖြစ်သလိုပဲဖွဲ့စည်းတိုင်းခေါင်းဆောင်တိုင်းကရှုံးကြည့်တယ်ဆိုတာကိုတော့ကျွန်တော်ဒါ informal meeting တွေမှာကျွန်တော်တွေ့ရှိခဲ့တယ်အနောက်ကျေးပြည်အောင်စုဝင်ကျေးဒေါက်တာဇော်ဝေဆိုးကပြည်ပမှာရောက်ရှိနေရမှာမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ပြီးအစိုးရဖွဲ့တာဝန်တွေနဲ့တော်လိုင်းတာဝန်တွေကိုအချိန်ပြည့်တာဝန်ယူလို့ဆောင်လျက်ရှိကြောင်းကထုတ်ပေါ်ပြောဆိုတယ်။ က်လက်ပြီးတန့်စင်မဆစ်ကြောင်တို့ရဲ့စစ်တပ်ကတနေရမနေ20ကျော်ကိုမိရှော့ဖြက်စီပြီးကပောင်းချံရွာစာတင်ကြောင်ကိုလည်းအလင်းနဲ့ပုံကျဲဖြက်စီစကိုင်းနဲ့တန့်စင်မြို့နယ်မှာဆစ်ကြောင်တို့ရဲ့အကြပ်စစ်တပ်ကတနေရမနေ20ကျော်ကိုမိရှော့ဖြက်စီပြီးကပောင်းချံရွာစာတင်ကြောင်ကိုလင်းနဲ့ပုံကျဲဖြက်စီခဲ့ကြတန့်စင်မြို့နယ်ဘက်ကဖတ်တော်ရှိသူကပြောတယ်အော်ဒိုဗန်လတရနေမှာတန့်စင်မြွနယ်နဲ့ရေဦးမြွနယ်ဆက်ကိုစစ်ကြောင်းတို့လာဂျပန်စစ်တပ်ကတန့်စင်မြွနယ်တွင်ရှိတနေရကိုဝင်ရောက်စီးနင်းပြီးပြည်သူပိုင်းနေ20ကျော်မိရှုဖြစ်စေခဲ့တယ်။ ထို့အပြင်စစ်တပ်စစ်ကြောင်းကကျင်းရတွင်ရှိပြည်သူပိုင်းနေနေကိုဝင်ရောက်ဝင်နောက်ခဲ့ပြီးစစ်နေကိုတန့်စင်မြို့တွင်ကိုရိတ်ကားပြည်ယူဆောင်သွားကြောင်းသိရသည်။ရင်းစစ်ကြောင်းတနေရွာမှာရောက်ရှိနေစဉ်အော်တိုဘားလာတရနေမနေ့ပိုင်းကလည်းစစ်တပ်ကကပောင်းချန်ရစာတင်ကြောင်းကိုဂျက်ဖိုင်တာတစ်စီးနဲ့ပုံကျက်ပြက်စီးခဲ့ပြီးပြည်သူတွေထိခိုက်မှုမရှိတော့လဲစာအုပ်တိမှပြက်စီးခဲ့ကြောင်းသိရသည်။ပြည်သူတွေရောဖမ်းဆီးကြရတာထိခိုက်တာရမရှိဘူးစစ်ကွေးစစ်ကြောင်းတနေရွာကိုဝင်ရောက်ဆင်းနေပြီးပြည်သူပိုင်းနေ20ကျော်ကိုမိရှော့ပြက်စီသွားတယ်နောက်ပြီးစစ်ကွေးတွေကတရာအုပ်ကနေတက်လာတယ်ဂျက်ဖိုင်တာတစ်စီးနဲ့ကပောင်းကြံရွာစာတင်ကြောင်းကိုပုံကျဲပြက်စီသွားတယ်လို့ ။တန်းစင်မြို့နယ်ဘက်ကပါတာဝန်ရှိသူကပြောတယ်။အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းကတန်းစင်ရေမြွတ်နယ်စံမှာယနေ့အောက်တိုဘာလတောင်းနေမှာကမ်ဘလူးမြို့နယ်အတွင်းကိုဆက်လက်ထွက်ခွာသွားကြောင်းသိရတယ်။ဆက်လက်ပြီးမြစ်ဆန်မြို့နယ်ညောင်ပြားကိုတည်တိုင်းရုံမပြိုစောတွေ့ပွဲကဝင်ရောက်မိရှုံနေပြီးတိုက်ပွဲပြင်းထန်နေပြည်သူထောင်ချေထွက်ပြင်းနေရ။မန္တလေးတိုင်းမြစ်ဆန်မြို့နယ်ညောင်ပြားကိုတည်တိုင်းရုံမကောင်းဆောင်နေပြိုစောတွေ့ပွဲကဝင်ရောက်မိရှုံနေမှုကြောင့်တိုက်ပွဲပြင်းထန်နေကြောင်းဒေသနေပြည်သူတွေကပြောတယ်။စတင်မာလာ၂၈ရက်နေ့ကနေစတင်ပြီးမြင်းချက်မြို့နယ်ညောင်ပင်ရွာကိုမြင်းချက်မြို့နယ်ပြူစော်ရီကောင်စာတည်တာရုံမှဦးဆောင်တဲ့ အင်အား၄၀၀ခန့်မှစစ်ကြောင်းကဝင်ရောက်မိရှုနေမှုကြောင့်ယနေ့ဇန်တီနေ့စဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကပရမိုတာတို့နဲ့ပေါ်ကြတိုက်ခိုက်လျက်ရှိကြောင်းသိရတယ်။ညောင်ပင်ရွာကိုမိရှုနေတိတာရွတ်မော်ဘွဲကပြုံရွာက၄၀၀နီးပါးလောက်နဲ့ရှုတာတိုက်ပွဲလည်းတောက်လျှောက်ဖြစ်တယ်။မြေပြင်ပေါ်ကစစ်ရေးရှင်တွေကရှုပ်ထွေးနေတော့ဝင်အကြပ်ပတ်စတဲ့လောက်ကပြူစောတိမိရှုနဲ့ညောင်ပင်ရောကမြင်းစံမျိုးနေမှာတည်ရှိပြီးယနေ့အထိ၄၀မြောင်မိရှုခံရခြင်းဖြစ်ကြောင်းရင်းစစ်ကြောင်းကြောင့်ညောင်ပင်ရတဲ့ရခင်မတဲ့ရမြောက်ကုံရရွာကြီးရရတရားဆိုင်ကြီးရခုနေရာမှာပြည်သူ၅၀၀ကျော်ဘေးလျော့တစ်ပြေးတင်းရှောင်နေကြတယ်။ ဒေါ်လာ၏တစ်ဖက်များနှင့်ပြင်ဖွဲ့စည်းရနေပူပါကဂျာဘတ်စစ်တမ်းစစ်ကြောင်းတွေကိုကုကန်တိုက်ခိုက်လျက်ရှိပြီးတိုက်ပွဲသေးစိတ်ခြင်းတွေကိုသိရှိရခြင်းမရှိသေးကြောင်းသိရပါတယ်။ဆလဘီဘာကန်လုံးကင်ဟာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူတဲဦးကောင်မှပုံစံတိမှန်ပြင်းထန်ထင်ရရ။ကချင်ပြည်နယ်ဘာကန်မြို့နယ်လုံးကင်ဟာကိုဂျာဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတဲဦးကောင်မှပုံစံတိမှန်ပြင်းထန်ထင်ရရှိခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။ ယနေ့မော်လနဲ့နိုင်ကြောကမှာပါကံမြောင်နဲ့လုံကင်ရဂရီမော့ crazy လပိတ်ဆိုင်ဒီကို အကြက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ drone နဲ့ပုံကျတိုက်ခိုက်ခြင်းဖြစ်ပါတယ်။အကြက်ဖက်စစ်တပ်ပုံကျတိုက်ခိုက်မှုတွေပြည်သူတဲအုပ်ကောင်းမှပုံစံတိမှန်ကပြည်ထောင်ထရေရရှိခဲ့ပြီးလက်ရှိချိန်မှာစစ်ကူတာရေးပွဲပူဆောင်ထားအကြောင်းသိရတယ်။အလားတူယနေ့အောက်တိုဘာလသွားနေမင်းရဲ့6နိုင်ကန်းကလည်းဘာကံမြို့နယ်စမ်းကြက်ကြားနေရှင်။စောင့်စိန်လုပ်ကကမ္ပဏီတစ်ခုကနေဘာဝဥစက်တွေကိုဂျပန်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရတယ်။ ဖားကမြို့ကိုဂျပန်စစ်တပ်စစ်တောင်းနဲ့ရောက်ရှိလာခြင်းကစပြီးပြည်သူ80ကျော်တပြက်ကန်တာပြီး၃၀နီးပါးတန်ရရှိကဖားကအနောက်ခြံရှိကျေးရဆန်ကမှပြည်သူတောင်းချပြီးစစ်ပေးဆောင်နေကြကြောင်းသိရတယ်။ဆလဘီရန်ကုန်မှာစစ်မှုထမ်းဖန်စီကံပလောဝါစစ်ဖေးရှောင်းလူငယ်နယ်ဦးရခိုင်စစ်မြေနာမှာတအုပ်ပြင်းနဲ့တရားရပြီးတအုပ်ဆက်သွယ်ပြန်နေရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်မှာစစ်မှုထမ်းဖန်စီကြံကန်ရတဲ့ပလောဝါစစ်ဖေးရှောင်းလူငယ်နယ်ဦးရခိုင်စစ်မြေနာမှာတအုပ်ပြင်းနဲ့တရားရပြီးတအုပ်က၃လကျန်ဆက်သွယ်ပြန်နေကြောင်းနှိစက်သွေးထံကနေသိရတယ်။ ချင်းပြည်နယ်ဗလောဝမြို့နယ်မှာရက်ကတတော်ရွှေရလီရင်နဲ့စစ်ကောင်စီရဲ့ဖြစ်ပွားတိုက်ပွဲကြောင့်ရှမ်းကုန်းမြို့မှာထွက်ပြေးစစ်ပေးဆောင်ကနေရခုနှစ်စောပိုင်းမှာစစ်မှုထမ်းစစ်ကောင်စီတပ်ဖမ်းဆီးခြင်းခံရတယ်။ဖမ်းဆီးခံရလူငယ်တွေကဗလောဝမြို့နယ်ဖယုံချောင်းကျရနဲ့လဲလာကျရတို့မှာအသက်20ကျော်ရွယ်ခူမီချင်းလူမျိုးတွေဖြစ်တယ်။အဆိုပါဖမ်းဆီးခံရဗလောဝစစ်ပေးဆောင်လူငယ်တွေကတအုပ်ကရှမ်းပြည်နယ်တောင်ကြီးစစ်တပ်နဲ့တအုပ်ကိုမကွေးတိုင်းတောင်တွင်းကြီးစစ်တပ်နဲ့တိတိကိုစစ်တပ်နဲ့တရားပို့ဆောင်ထားပြီးဖြစ်တယ်။ တောင်တွင်းကြီးစစ်တဲ့နံကနေဆင်လိုက်ဘလောက်ဝဆစ်ပေးဆောင်လုံငယ်ကိုအမ်ဗဒန်ကားလန်ပေါ်တိုက်ပွဲမှာပူဆောင်ထားပြီးထိုတိုက်ပွဲမှာပြင်းထန်တဲ့အရာကနေပြီးတော့ဆစ်စဲအောင်မှာဆေးကုသနေရတယ်။ထို့ပြင်တောင်ကြီးစစ်တဲ့နံကနေဆင်လိုက်ဘလောက်ဝဆစ်ပေးဆောင်လုံငယ်တွေကိုရန်ပြည်နယ်မှာလေလာကကြတောင်ဝင်တန်းဆောင်ခိုင်းပြီးနောက်ရက်ကိုင်းပြည်နယ်ကြောင်ပြစင်မနာကိုပူဆောင်ထားကြောင်းသိရတယ်။သူတို့ပကောပန်းတောင်ရတောင်ကဖုန်းဆက်သွေးရသည်အဲ့ဒီဖုန်းလိုင်းရတောင်ကကြောက်ဖြူမသွားရမယ်ဖုန်းပြောကြတဲ့ကအနားမှာတိုက်ပွဲတောက်လျှောက်ဖြစ်တယ်လို့ပြောတယ်။နောက်ပြီးကြောက်ဖြူရောက်ချင်းဆက်သွေးရတယ်ခုကလုံအောင်ဆက်သွေးမရတော့တာ၃လလောက်ရှိပြီ ကျောက်ပြမှာလည်းတိုက်ပွဲဖြစ်တော့ဘလို့ချင်းနေရှိတယ်လည်းမသိရသေးဘူးလို့၎င်းနဲ့နေဆက်သူကပြောပါတယ်။နောက်ဆက်အပင်းကြားအတွက်တွင်ကျေးဇူးတင်ရှိပါတယ်ရှင်။